အားလုံးပဲမင်္ဂလာပါဒီတင်ငန်းစာမှာတော့တရုတ်စကပြောအတွေ့ကိုလေ့လာသွားမှာပါ နောက်ထပ်ထပ်၍ဇိုင်ဇိုင်အဲ့တော့ဒီစကလုံးလေးကတော့ကရိယာဝိသေသနာတစ်ခုဖြစ်တယ်ပေါ့နော် adverb တစ်ခုပေါ့တန်ထလေးပြန်လေ့လာကြည့်အောင်ဇိုင်ဇိုင် ထပ်ဆုံကြအောင်မယ်ဘိုက်ဘိုက်ဒါကတော့ပြန်ကနေနှုတ်ဆက်တဲ့အခါမှာသုံးတာပေါ့နော်အားလုံးဒီသုံးနှုတ်လေးသိပါလိမ့်မယ်နော်စိုက်ချင်းစိုက်ဆိုတာကနောက်ထပ်ကျန်းစာဆုံတွေ့တာထပ်ဆုံကြမယ်ပေါ့စိုက်ချင်းစိုက်ချင်းအဲ့တော့ဒီနေရာမှာကျွန်တော်တို့စုံတွေ့တာကိုဟွေလို့ပြောလို့လည်းရတယ်ပေါ့နော်။စိုက်ဟွေ စိုက်ဝေးဝေးရဲ့အဓိပ္ပာယ်ကတော့ valve အနေနဲ့သုံးတော့ဆုံတွေ့တယ်လို့အဓိပ္ပာယ်ရတယ် auxiliary valve ဆိုတော့ဒါတက်မြောက်တယ်ပေါ့နော်ပြီးတော့ noun အနေနဲ့သုံးတော့ပွဲလန်းသမိုင်းအခမ်းအနားတွေ ကိုရည်ညွှန်းတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ကဆုံတွေ့တယ်ဆိုတော့ valve အနေနဲ့သုံးထားတာပါစိုက်ဝေးໃສຫວຍເອົາລະເຈນເຮົານໍາມັນ2ກໍປ່ຽນຈີບໍ່ໃສຈັ່ງດີລູນົ້ສເລຍຢາແດ່ໃສຈັ່ງດາມາບໍ່ເຮົາໃສຫວຍໃສຫວຍດີລູບ ્યો ເລຍຢາແດ່ບ້ານໍສຍາບາຍບາຍລາວຊິໃສຈັ່ງ 老师呀？在写，还在写，个师头写。老师再见，老师再见。教哪里？拜拜。教哪里有进哦？边个里头是他不着同学们再见，同学们在讲大对路表扬了再见，拜拜。同学们再见，同学们再见。阿多阿比哦，拜拜，我走了。 စေကျင်းဇောဆိုတာကဒါပြန်ကနေနှုတ်ဆက်တဲ့အခါမှာသွားပြီဆိုပြီးတော့ပြောဇောလဇောလ我走了ငါသွားပြီနော်ငါပြန်တော့မယ်နော်ဒီလိုပြောတာစေကျင်းဘိုင်ဘိုင်ငါသွားပြီနော်ဘိုင်ဘိုင်我走了再见我走了再见ငါသွားနေပြီနော်ဘိုင်ဘိုင်我先走了再见我先走了先走အရင်အဲ့တော့အရင်သွားပြီဆိုတာ 端那边一路边，西里边那边那边一路边啊！哎呀，那边那边米。哎，我先走了，再见！我先走了，再见！高马尾，拜拜！好的，再见！” ဟောင်းတဲ့ဟောင်းတဲ့စာကောင်းပါပြီလို့ပြောတာဟောင်းတလုံးနဲ့ပြောလဲရနော်ဟောင်းဆက်ကျင်ဒီလိုပြောလဲရတယ်အဲ့တော့ဒီမှာတဲ့စာလေးသုံးထားတာပို့ပြီးတော့ယဉ်ကျေးအောင်သုံးထားတာပေါ့နော်ကျွန်တော်တို့မြန်မာလိုဆိုတော့ဟောင်းဆိုရင် okay ကောင်းပြီဟောင်းတဲ့ဆိုရင်ကောင်းပါပြီခမကောင်းပါပြီရှင်ဒီလိုပုံစံမျိုးတက်ထည့်သုံးတာပို့ပြီးတော့ယဉ်ကျေးတဲ့သဘောမျိုးတက်ရောက်တယ်ပေါ့နော်ဟုတ်အဲ့တော့ကောင်းပါပြီ bye bye ဟောင်းတဲ့ဆက်ကျင်ဟောင်းတဲ့ဆက်ကျင် ငါအိမ်ပြန်ပြီနော်ဘိုင်ဘိုင်ဟော回家了再见ဟောငါကဝေးရပြန်တာနော်ကြားစာအိမ်အဲ့တော့အိမ်ပြန်တာကို回家လို့ခေါ်တယ်လက်ဒါကတော့ not support လေးပေါ့နော်ချင်းနေပြောင်းသွားတာကိုပြောတာ回家了စာအိမ်ပြန်ပြီဒီလိုပြောတာဒါမို့အိမ်ပြန်တော့မယ်လို့ဘာသာပြန်လဲရအောင်နော်ပြန်ကားနီးပေါ့ဟော回家了再见ဟော回家了再见ငါအရင်အိမ်ပြန်နေပြီနော်ဘိုင်ဘိုင်我先回家了 再见，我先回家了。再见，还有先说这个，先说这边了，先别难为，哎，我先别难为，录表了。我先回家了，再见，我先回家了，再见。 အနာထပ်ယူစကြဆိုစိုက်ရှိုးရှိပါအဲ့တော့ရှိုးရှိဆိုတာအနာယူတာပြောတာเนาะသူက verb တစ်ခုဖြစ်တယ်စိုက်ကတော့ adverb ဖြစ်တယ်ဒါကြောင့်မို့သူက verb ဖြစ်ရှိရလေအထူးပြုရတာပေါ့အဲ့တော့စိုက်ကို verb ဖြစ်ရှိမှာအထူးပြုတဲ့အခါမှာသူကအနာကတ်ပေါ့เนาะအနာကတ်ခါလာကိုရည်ညွှန်းတယ်ဗျအခုအနာမယူရသေးဘူးเนาะပြီးတော့မှတကြာနေမှာဆိုတဲ့အဓိပ္ပာယ်မျိုးအနာကတ်မှာ ထပ်လုံးမဲ့ဟာကိုရင်ညွှန်းရင်စိုက်လို့ပြောတယ်အဲ့တော့စိုက်ရှုရှိပါဒါကတော့အကြံပေးတာတိုက်တွန်းတာပေါ့နော်ဒီနေရာမှာတော့ပါကြဆုစသဖြင့်ပါတာပြန်တယ်အဲ့တော့အနာထပ်ယူကြဆုစိုက်ရှုရှိပါစိုက်ရှုရှိပါငါအနာထပ်ယူခြင်းနဲ့ဝါရှန်စိုက်ရှုရှိ ်ဩရှာစိုက်ရှုရှိအဲ့တော့ဈိုက်ဆိုတဲ့ advert က verb နဲ့တွဲထားပြီဆိုရင်ဒါလေးကိုသတိပြုပါเนาะ auxiliary verb တွေကဈိုက်ရဲ့ရှိမှာပဲဆက်ပြီးတော့အထူးပြုရပြအခုကျွန်တော်ကစိုက်ရှုရှိစာထပ်ပြီးတော့နားမှာเนาะထပ်နားမှာစိုက်ရှုရှိအဲ့ထပ်နားမယ်ဆိုရင်လှုပ်ဆောင်ချက်ကိုကျွန်တော်ကလှုပ်လုတ်ချင်တာပေါ့ဒါကြောင့်မို့စိုက်ရှိုးရှိဆိုတဲ့စကားစုရဲ့ရှာလေးရှောင်းဒါလေးနဲ့ဆက်ထူပါရှောင်းစိုက်ရှိုးရှိထနာကျင်နေဝါရှန်စိုက်ရှိုးရှိဝါရှန်စိုက်ရှိုးရှိ နေရင်ကိုင်းဆိုင်ဆိုးရှိမင်းအနာထပ်ယူသင့်တယ်နေရင်ကိုင်းဆိုင်ဆိုးရှိအဲ့တော့ရင်ကိုင်းဆိုတာကဒါလှုပ်သင့်တယ်ပေါ့နော်လှုပ်ဆောင်ချက်တစ်ခုကိုလှုပ်ဆောင်ဖို့တိုက်တွန်းတာအကျံပြုတာတွေမှာသုံးတယ်ပေါ့အဲ့တော့ခုနကလိုပဲဆိုင်ဆိုးရှိဒီ advanced နဲ့သုံးထားပြီဆိုလို့ရှိရင် auxiliary verb ကဆိုင်ရဲ့ရှိရာတော့ပါနော်အဲ့တော့ရင်ကိုင်းစာသင့်တယ်ဆိုင်ဆိုးရှိအနာထပ်ယူဖို့လှုပ်သင့်တယ်ပေါ့ရင်ကိုင်းဆိုင်ဆိုးရှိမင်းအနာထပ်ယူသင့်တယ်နေရင်ကိုင်းဆိုင်ဆိုးရှိ 你应该在休息。没拿他们有呢，你不要再休息，你不要再休息。啊，罗再个拿他休息哪有嘞？他妈嘞，advance 拿的股东哪嘞？啊，罗再休息多少多一半呢？你拿他有的是老少结果，没老呢？你老少结的股没老呢？是要不要说的 advance 呢？打的保险都拿了不？ ို့ရောက်မလုံးနဲ့ဘာလို့လဲစိုက်ရှိုးစီထအနာယူမဲ့ကိစ္စအဲ့တော့မင်းအနာထမယူနဲ့နေပို့ရောက်စိုက်ရှိုးစီနေပို့ရောက်စိုက်ရှိုးစီမင်းအနာထမယူနဲ့တော့နေပို့ရောက်စိုက်ရှိုးစီလေနေပို့ရောက်စိုက်ရှိုးစီလေโอเคအဲ့တော့လေကိုသုံးထားတဲ့အခါကျတော့ဒါအခြေအနေပြောင်းသွားတာပေါ့เนา ပိုရောက်ရှိုးရှိဆိုရင်အနာမယူနဲ့ပိုရောက်ရှိုးရှိလဲ့ဆိုရင်အနာမယူနဲ့တော့ဆိုတာကနားလို့ပြောထားပြီးတော့မှအကြောင်းအမျိုးမျိုးကြောင့်ခြေနေပြောင်းသွားတာမနာခိုင်းတော့တာโอเคเนาะအဲ့တော့မင်းအနာထပ်မယူနဲ့တော့ညီပိုရောက်စိုက်ရှိုးရှိလဲ့ညီပိုရောက်စိုက်ရှိုးရှိလဲ့15မိနစ်ထားနာကြစို့စိုက်ရှိုးရှိ一刻鐘吧 在休息一刻钟吧。အဲ့တော့一刻钟ဆိုတာ15 minutes ကြာကြာမြင့်ချိန်ကိုပြောတာเนาะအကဲကျွန်တော်ကတော့ကကျုံးဆိုတာမထဲပဲနဲ့一刻လို့ပြောလို့ရှိရင်15 minutes တူအချိန်ကာလကိုပြောတာဥပမာပါဗျာကျွန်တော်ကတနာရီ15ဆိုရင် EDN 一刻လို့တော့တယ်နောက်မှကျုံးမထဲဘူးအဲ့တော့一刻လို့သုံးထားတာကအချိန်ကာလ time တွေကိုရင်းညွှန်းတာအကဲကြာမြင့်ချိန်ဆိုရင်နောက်မှ一刻钟ဒီကျုံးဆိုတဲ့စကားလုံးလေးပို့ထဲပြီး15 minutes ကြာဒါ duration ဖြစ်သွားပြီအဲ့တော့ကြာမြင့်ချိန်တွေဆိုရင် ကြတယ်မှာ verb ဖြစ်နောက်ကဖြစ်စွပုတ်အနေနဲ့ပဲသုံးရတယ် verb ဖြစ်ရှိရမရအောင်เนาะဆိုလိုတာ ikh ကြုံရှိုးရှိလို့သုံးရင်မှားတယ်ဘယ်လိုသုံးရလဲရှိုးရှိ ikh ကြုံဟုတ်ပြီနော်ပတကတော့တိုက်တွန်းတာအကြံပေးတာသုံးတယ်ဝါချနောက်စပုတ်ပေါ့ပအဲ့တော့စိုက်စာနောက်ထပ် verb ဖြစ်ရှိရအထူးပြုထားတယ်အဲ့တော့15မိနစ်ထပ်နာကြဆိုစိုက်ရှိုးရှိ ikh ကြုံပါစိုက်ရှိုးရှိ ikh ကြုံပါစိုက်ရှိုးရှိ ikh ကြုံပါ ကောက်ပြီဒီမှာအခြေလေးပြောင်းမယ်။နိုင်ဝက်ကြထဏကြဆိုနိုင်ဝက်ထဏကြဆိုနိုင်ဝက်ကြအောင်ပန့်ဆောင်ရှိပန့်ဆောင်ရှိအဲ့တော့ဆောင်ရှိဆိုကြာမြင့်ချိန်တွေကိုပြော duration နေနော်ကြာမြင့်ချိန်ပန့်ဆာတဝက်အဲ့တော့ဆောင်ရှိကနိုင်ကြီးနော်နိုင်ကြီးကြာလို့ပြောတာအဲ့တော့ပန့်ဆာတဝက်တဝက်နိုင်ဆိုတာနိုင်ဝက်ကိုပြောတာပေါ့နော်သူကကြာမြင့်ချိန်နော်နိုင်ဝက်ကြာအောင်အနာယူမယ်အဲ့တော့ကြာမြင့်ချိန်ဆိုရင် verb ဖြစ်နောက်မှာပဲထားရတယ်ဆိုလိုတာတော့ဗျာပန့်ဆောင်ရှိ休息လို့ပြောရင်မှားတယ်休息ပန့်ဆောင်ရှိ休息 半小时，OK。他说：“哪那一位？他哪家族再休息半小时吧。再休息半小时吧。再休息半小时吧。阿柔看那他家他哪家族，阿柔看那他哪家族，我们再休息一下吧。” 我们再休息一下吧。高比艾玛一下子嘞，懂懂嘞，一下子看那了。နော်ခဏကြာပေါ့ပြောရရင်တော့ကြာမြင့်ချိန်လေးကိုပဲပြောတာဟုတ်ပြီနော်အချိန်ကာလကြာမြင့်ချိန်ခဏလေးဆိုတာပြောတာနော်ခဏလောက်အဲ့တော့ဒီကြာမြင့်ချိန်တွေအားလုံးဒီ verb ဖြစ်တော့မှာပဲ တို့ဆက်ပြီးတော့တော့ဖြစ်ဆက်ဖို့အနေနဲ့ဒါကြောင့်မို့ရှုရှိနားတယ်ပေါ့ရှုရှိရစာအဲ့မှာကျွန်တော်တို့ရစာရှုရှိလို့တော့ရင်မှားတယ်နော်ရှုရှိရစာပါဒါတိုက်တွန်းတော့အကြံပေးတာမှတော့တယ်ရှုရှိရစာပါခဏနာကြဆိုပေါ့အဲ့တော့ငါတို့ခဏထပ်နာကြဆိုဝါမန်စိုက်ရှုရှိရစာပါဝါမန်စိုက်ရှုရှိရစာပါဝါမန်စိုက်ရှုရှိရစာပါငါတို့ခဏထနာကြဆိုဝါမန်ဆက်ရှုရှိရွာပါအဲ့တော့ဒီမှာသူ့ရဲ့အတန်တော့ကိုဆိုကြရီဟွာ ယီဟွာဒါပေမဲ့ဒီအတန်ထွက်ကိုတရုတ်နိုင်ငံမှာဒီပေကျင်းကအတန်ထွက်ပေါ့နော်ဒါမြောက်ပိုင်းလေတံပဲသူကနှစ်မျိုးထွက်တယ်ဗျအခုရေးထားတဲ့အတိုင်းယီဟွာလိုပဲထွက်တယ်။ဒါပေမဲ့အတန်ပြောင်းပြီးယီဟွာလိုပဲထွက်တယ်။နှစ်မျိုးလုံးထွက်လို့ရတယ်။နှစ်မျိုးလုံးမှန်တယ်နော်။တချို့ကကျတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ကယီဟွာဆိုတာကိုယီဟွာလိုဖတ်လိုက်ဟာဒီဆရာအတန်တွေမှားနေရယ်။ပြောင်းမြန်ရင်ဖတ်တယ်အဲ့လိုထင်ပါဆိုလို့နော်။သူတို့ကနှစ်မျိုးလုံးပြောတယ်။အဲတရုတ် ပေကျင်းရတဲ့တွေကိုလည်းနှစ်မျိုးလုံးတော့ယီဟွာလို့လည်းတော့တယ်ဤဟွာလို့လည်းတော့တယ်ဒါပေမဲ့ကျွန်တော်ကျတော့ဤဟွာစားလေးရပို့ပြီးဆိုလို့ကောင်းတော့ကျွန်တော်အချင်းဖြစ်နေတာဟုတ်အဲ့လိုအဲ့တော့ကျွန်တော်ကအဲ့လိုပဲဆိုပဲចောင်းသားလေးအနေနဲ့အဆင်ပြေတယ်လို့ဆိုတော့ယီဟွာတမမဟုတ်ဤဟွာကျဲတယ်လို့ဆိုလို့ရတော့နှစ်မျိုးလုံးမှန်တယ်ဗျာနော်အဲ့တော့သူကလည်းခဏကြာတက်ပါနဲ့အတူတူပဲလဲဆိုတော့ခုနယီရှာနဲ့အတူတူပဲဗျာဒါဆိုယီရှာနဲ့ဤဟွာတော့ဘာကွာလဲဆိုတော့ယီရှာဆိုတာကတော့တို့ textbook တွေထဲမှာအတော့အများဆုံးတွေ့လိမ့်မယ်ဤဟွာဆိုတာကတော့ real life ပေါ့နော်အပြင်မှာများသောအားဖြင့်တရုတ် ုတ်ပြည်မြောက်ပိုင်းမှာတရုတ်တွေအရန်အသုံးများတယ်သူတို့ကအီရှစာတဲ့အီခွဲစာကိုပို့သုံးကြတယ်အဲ့တော့ဒီဟာကလည်းဒါခနာကြာဆိုတဲ့အဓိပ္ပာယ်ထွက်တယ်ပေါ့ duration ကြာမင်းချိန်ကိုပေါ်ပြရတဲ့စကစုတစ်ခုဖြစ်တယ်ဒါကြောင့်မို့ဖြစ်စပုတ်အနေနဲ့ဒီ verb ဖြစ်နောက်မှာပဲသုံးပေးရတယ်ကျွန်တော်တို့ကဗျာအီခွဲရှိုးရှိလို့သုံးရင်မှားတယ်ဗျဘလို့ပဲတော့ရလဲရှိုးရှိအီခွာရှိုးရှိအီခွာပါခဏနာကြဆိုဒါတိုက်တွန်းတာเนาะအဲ့တော့ငါတို့ခဏထဏနာကြဆိုဝါမင်းဆိုင်休息一会吧ဝါမင်းဆိုင်休息一会吧 那么好，我们再休息一会儿吧。我们再休息一会儿吧。多么好，我们再休息一会儿吧。OK 呢？ငါတို့ခဏထားနာကြဆို။ဟောမဆိုင်ရှဲဟွာပါ။အဲ့တော့ရှဲဆိုတာလည်းအနာယူတာပဲเนาะ။ရှဲနဲ့ရှိုးရှိနေတာအတူတူပဲ။အဲ့တော့ကျွန်တော် real life စကားပြောပုံစံဒီမှာရှဲလို့လည်းသုံးတယ်။ရှိုးရှိလို့လည်းသုံးတယ်။အတူတူပဲเนาะ။အဲ့တော့ဒီအပိုင်းလေးကိုပဲကြည့်เนาะ။ကျွန်တော်ဒီမှာစလုံးလေးပြန်ချိန်ပြမယ်။နံပါတ်၁၉ရှိုးရှိဟွာတမမဟုတ် share ယူဟာအတူတူပဲเนาะကြိုက်တာတော့လို့ရတယ်အဲ့တော့ငါတို့ခဏထပ်နာကြဆိုဝါမင်းဆိုင် share ယူဟာပါဝါမင်းဆိုင် share ယူဟာပါ ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Chinese for our website e-learning membership program ကိုကြိုဆိုပါရစေကျွန်တော် website မှာ member တစ်ကြိမ်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖတ်အတန်ထွက်တတာညံစမ်းတွေနဲ့ HSK သင်ခန်းစာတွေကိုခားမဲ့လေ့လာခွင့်ရမှာပါလေ့လာခွင့်ရရှိမဲ့ course အတွက်80ကျော်ဖြစ်ပြီးတော့ဒီထဲမှာ video သင်ခန်းစာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်သင်ကြားနည်းစနစ်တွေနဲ့လေ့လာခွင့်ရရှိမဲ့နမူနာသင်ခန်းစာတွေကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာ အလွယ်တကူဝင်ရောက်ရှိနိုင်ပါတယ်။ website နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ Chinese for all page messenger ကနေ message ပေးဖို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခမ။အခုသင်ခန်းစာလေးကိုဆက်လေ့လာကြရအောင်။မင်းတို့ခဏထိုင်ကြပါ။你们再坐一会儿吧。你们再坐一会儿吧。အဲ့တော့坐စာထိုင်တယ်一会儿တကလည်းခုနရီရှာနဲ့အတူတူပဲเนาะ坐一下လို့ပြောလဲရတယ်เนาะအဆင်ပြေတယ်လို့ပြောဒီမှာအတန်ပြောင်းပြောလို့လဲရတယ်坐 一会儿坐一会儿坐一下，这都罗表罗呀，看不见喏。哎罗，坐一会儿吧，看那台吧，看那台家吧，再啥脑台不喏？对啊罗，advice of verbs 是啊呗，对喏，再坐看那台，OK，他台不？哎，没有看那他台家吧？你们再坐一会儿吧，你们再坐一会儿吧。那那他啥家吧？再再吃一点吧。 再吃一点吧。အဲ့တော့一点ဆိုတာနည်းနည်းအနေငယ်လို့အဓိပ္ပာယ်ရအောင်နော်။ကောင်းပြီ။အဲ့တော့吃ဆိုစားတယ်။အဲ့တော့吃一点ဆိုနည်းနည်းစားလို့ပြောတာ။ဟုတ်ဟုတ်ပြီနော်အဲ့တော့စိုက်စာနောက်ထပ်ဒီ advert ကလည်းအမြဲတမ်း verb ဖြစ်ရှိရတဲ့အထူးပြုပါတယ် okay ဒါကြောင့်စိုက်ချီဤတာဆိုနည်းနည်းပမာဏနည်းပါတာကိုပြောတာနော်စိုက်ချီဤတာပါနည်းနည်းထပ်စားကြပါစိုက်ချီဤတာပါဒီမှာ verb ဖြစ်နောက်ပါဒီဤတာဆိုတော့သုံးထားတာက အရေအတွက်ပမာဏနေပါတာကိုဖော်ပြအောင်အတွက်သုံးထားတာနော်။စိုက်ချိတာပါနည်းနည်းထပ်စားကြပါ။ငါနည်းနည်းထပ်စားခြင်းနဲ့我想再吃一点我想想啥钱呢။ကောင်းပြီဒါကတော့ auxiliary verb auxiliary verb တွေကဒီစိုက်ဆိုတဲ့ adverb ရဲ့ရှိရပဲသုံးတယ်။ဆိုလိုတာတော့ဗျာစိုက်ချိထပ်စားတယ်။အဲ့တော့ထပ်စားတယ်ဆိုတာကိုသူကဘာဖြစ်ချင်လာလဲ။ဆက်လုပ်ခြင်းနဲ့ဆန္ဒလေးဒါဆိုရင်ဆန္ဒကိုဖော်ပြအောင်တယ်။ရှန်ဆိုတဲ့အဲ auxiliary verb ကိုသုံးတယ်ပေါ့နော်။ तू ကစိုက်ရှိထပ်စားတယ်ဆိုရင်လှုပ်ဆောင်ချက်ကိုလှုပ်ချင်တာ။ဒါကြောင့်မို့သူ့ရဲ့ဆီကနေဆက်ပြီးအထူးဘူးလေ။ရှာစိုက်ရှိတာ။ငါနည်းနည်းထပ်စားခြင်းနဲ့我想再吃一点我想再吃一点 那他们杀节目？我不想再吃，哎，不，再吃他杀嘞？哎，他杀的时候，没老师就给我们搂起来。大家莫多一些，不想啥的，投票啥的，不想再吃。他们杀节目？我不想再吃。啊，他们杀节目？我不想再吃。我不想再吃。我嘞，他们杀鸡那不？我也不想再吃了。我也不想再吃了。 โอเคအဲ့တော့ zai chi sa ta sa da po shin zai chi sa ta ma sa jin da အဲအဲ့တော့ le ဆိုတာကတော့ဒါအခြေအနေပြောင်းလဲသွားကြအောင်ပေါ်ပြတာဟုတ်ပြီเนาะပထမတော့စားမယ်လို့ဆုံးဖြတ်ပြီးတော့မှအကြောင်းအမျိုးမျိုးကြောင့် ထမစားခြင်းတော့တာအဲ့လိုဒါဆိုရင်အခြေအနေပြောသွားရင်ဒီနောက်ဆက်ပုံလေးထည့်သုံးတယ်နော်ဟုတ်အဲ့တော့ငါလဲလဲဆိုတဲ့ advert ကလည်းများသောအားဖြင့်ဒါ yeah ပေါ့နော်လဲတူတော့ subject နဲ့ကပ်ရက်သုံးလေးရှိတယ်ပေါ့ငါလဲ我也我也不想再吃了ငါလဲထမစားခြင်းတော့ဘူး我也不想再吃了我也不想再吃了 没听到嘛啦？你在喝吗？你在喝吗？喝啥到底喏？在在个脑袋啵喏？多少把嘞？说的 advert 个 verbal 是啊呗，to be 喏。大家冇听到的所以呢，在喝，听到嘛啦？在喝吗？没听到嘛啦？你在喝吗？你在喝吗？没把听到嘛嘞？你在喝什么？什么啥把嘞？就表达后边喏，把嘞。然后第二个呢，啥个叫做？ ခံရမှုတွေကိုမေးတာဒီမှာဆိုတောက်ချင်းခံရတဲ့အရာအောင်မေးတာဒါကြောင့်မို့ရှမော့ဆိုတဲ့မိကွန်းနဲ့စားသည်အမြဲတမ်းဗက်ဖြစ်တော့မှကံပုတ်အနေနဲ့ပဲသုံးတယ်ဟောတောက်တယ်ဟောရှမော့ဘာတောက်မှလဲဟုတ်ပြီနော်အဲ့တော့ဘာထက်တောက်မှလဲဆိုစိုက်ဟောရှမော့မင်းဘာထက်တောက်မှလဲညီစိုက်ဟောရှမော့ညီစိုက်ဟောရှမော့ 没把它倒进哪里？你想再喝什么？你想再喝什么？哎呦，想 auxiliary verb 都要背下呗，图表嘞。哎，再说了，分析下呗，识别图表了吧？大家莫再喝啥？它倒嘞，想再喝把它倒进哪里？不喏，哎呦，没把它倒进哪里？你想再喝什么？你想再喝什么？啊，奶奶，他道歉呢。我想再喝一点儿。 我想再喝一点，喝啥到底好比呢？一点，对了，地方偏那嘛，一点是是个老多他那些对吧？爸妈那那巴拉，不要那那倒嘛不，喝一点，OK 呢？哎哟，他倒没说再喝一点，哎哟，阿拉我对啊，老少几呢，是嘞，谁生那破表的，oxalva 想呢，图表的，想再喝一点，俺那那他倒起呢，我想再喝一点，我想再喝一点。 ငါတခွက်ထပ်တော့ချင်တယ်我想再喝一杯我想再喝一杯အဲ့တော့杯စာခွက်ပေါ့နော်ဒါမျိုးပြစကလို့ e စာတက်အဲ့တော့ e 杯ဆိုရင်တခွက်ဟုတ်ပြီဒါအတင်ချာမျိုးပြပေါ့နော်ဒီအတင်ချာမျိုးပြကတောက်ချင်းခံရတဲ့အရာပေါ့ဗျာဒါကြောင့်မို့တောက်တယ်ဆိုတော့ verb ဖြစ်တော့မှာကံပုတ်အနေနဲ့တော့ဟေး一杯တခွက်တောက်တယ်ပေါ့ဟေး一杯 okay အဲ့တော့ zai ကနောက်ထပ် zai hue 一杯စာတခွက်ထပ်တော့မယ်အဲ့ဒါကိုလုတ်ချင်တယ်ဆိုရှေ့ရပါလဲရှာရှာ zai 喝一杯，我想再喝一杯，我想再喝一杯。我这块他到起来，我想再喝一杯，我想再喝一杯。我这不灵，他到起来，我想再喝一瓶瓶子不灵哦。啊，这一瓶子这不灵不？都要来道歉看下了，大家不道的出来不？别闹嘛，干不你那都呢？OK，啊，这喝一瓶子这不灵倒霉。 这块倒没事咯，喝一杯啊，杯二快，瓶虽然不零，那么都是的咯，喝一瓶，OK，我、啊、不零，他倒起来，我想再喝一瓶，我想再喝一瓶。 ငါဘီယာထပ်တောက်ချင်တယ်။我想再喝啤酒。အဲ့တော့啤酒ဆိုတာဘီယာ၊酒တလုံးနဲ့ဆိုရင်အရက်နော်။啤酒ဆိုရင်ဘီယာ။ဘီယာတောက်ချင်းခံရတာဖြစ်တယ်။ဒါကြောင့်မို့တောက်တဲ့ဆိုတဲ့ verb ဖြစ်တော့မှာကံပုတ်အနေနဲ့သုံးထားတာပေါ့။喝啤酒ဆိုတာဘီယာတောက်တယ်။喝啤酒。ဘီယာထပ်တောက်တယ်ဆိုတော့再喝啤酒。ငါဘီယာထပ်တောက်ချင်တယ်။我想再 喝啤酒，我现在喝啤酒。然后比亚那样嘛，大家是个老铁都了解的。后边呢，我现在喝咖啡，咖啡他道歉嘞。我现在喝奶茶，那朋友他道歉嘞，啥子品牌呢？没一他们道呢，你不要再喝酒，你不要再喝酒。 酒ဆိုတာအရက်ဟောကတောက်တာအဲ့တော့ဟော酒ဆိုတာအရက်တောက်တယ်ဟုတ်ပြီနော်အရက်ကတောက်ချင်းခံရတာဒါကြောင့်မို့ verb ဖြစ်တော့မှာကံပုတ်အနေနဲ့သုံးတယ်ဟော酒အရက်တောက်တယ်အဲ့တော့ဇိုက်ဟော酒ဆိုတာအရက်ထပ်တောက်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ညင်းမယ်ပေါ့ sorry တားမယ်ပေါ့မလုံနဲ့ဆိုပြီးတားမယ်မလုံနဲ့ဆိုတာဘာမှမလုံခါရထတ်တော့တယ်လို့ဆောက်ချက်အဲ့တော့ sai kho ထတ်တော့တယ်ဆိုတာတတွဲလို့ဘာနဲ့ညင်တာလဲပူရောက်ရှေ့ကပူရောက်နဲ့ညင်တာအဲ့တော့ပူရောက် sai kho ထမတောင်းတယ်အဲ့တော့မင်းအရက်ထမတောင်းလေညီပူရောက် sai kho jiao ညီပူရောက် sai kho jiao ညီပူရောက် sai kho jiao မင်းဆက်လက်ထမတောင်းလေညီပူရောက် sai chou yan နေပေါ်ရောက်စိုက်ချိုးရန်အဲ့တော့ချိုးရန်ဆိုဆလိတ်တော့ရန်ဆိုတာဒီမှာဆလိတ်ကိုပြောတာเนาะ secret ရှမ်းရန်လို့ခေါ်တယ်ချိုးဆိုတာကစုပ်ဆွဲတာဘာလို့စုပ်တာလဲမိခိုးငွေတွေကိုစုပ်တာပေါ့အဲ့တော့ secret တောက်တယ်ဆိုရင်ချိုးရန်လို့တောက်တယ်အဲ့တော့စိုက်ဟုတ်ပြီနော်စိုက်ချိုးရမ်းဆိုဆလိတ်ထပ်တော့တယ်အဲ့ဒါအောင်မလုံးနဲ့အရှိကပိုရောက်နေတာတာပိုရောက်စိုက်ချိုးရမ်းမစ်ဆလိတ်ထပ်မတော့နဲ့ညေပိုရောက်စိုက်ချိုးရမ်း နေပေါ်ရောက်စိုက်ချိုးရန်အဲ့တော့စလိတ်တောက်တယ်ဆိုတာကိုကျွန်တော်တို့ကရှီရန်လို့ပြောလဲရတယ်ဟုတ်ပြီနော်ရှီရှီစာဆုပ်ဆွဲတာလေမိခိုးငွေတွေကိုဆုပ်ဆွဲတာပေါ့ရှီအဲ့တော့ရှီရန်လို့ပြောလဲရတယ်နေပေါ်ရောက်စိုက်ရှီရန်နေပေါ်ရောက်စိုက်ရှီရန်အဲ့တော့နံပါတ်33ကိုပြန်ကြည့်ပါဗာလဲချိုးရန်ချိုးရန်နံအော် sorry နံပါတ်34ပဲချိုးရန် နောက်တစ်မျိုးကဘယ်လိုပြောလဲစီယံဟုတ်ပြီနော်ချိုးယံတမမဟုတ်စီယံနှစ်မျိုးလုံးသုံးလို့ရနော်ချိုးယံစီယံโอเคအဲ့တော့ miss slate ထပ်မတောင်းလဲဆိုရင်နေပြောဆိုင်စီယံဒီလိုပြောလဲရတယ်โอเค main less slate ထပ်မတောင်းနေတော့နေရပြောဆိုင်စီယံလဲနေရပြောဆိုင်စီယံလဲโอเคအဲ့တော့ရဲစာလဲပဲဒါကတော့ advert the verbier နောက်မှာကန်နေပုံမှန်တိုင်းတော့ I'm sorry သူက verbier ရှေ့အထူးပြုတယ်ပြောတာ advert ရဲ့ verbier ရှေ့အထူးပြုတယ်ဒါပေမဲ့သူကအမြဲတမ်း subject နောက်မှာကပ်ပြီးနေလေရှင်ဒီရဲကလေပုံမှန်အားဖြင့်ဆို subject နဲ့အနည်းဆုံးနေရာမှာရှေ့တယ်ကနေရဲဆိုမင်းလဲပိုရောက်လဲ့ဆိုမလုံးနဲ့တော့ပိုရောက်ဆိုမလုံးနဲ့ဆိုအစားကလေးကမလုံးခါတာပိုရောက်လဲ့ဆိုတော့လုံးမယ်လို့ဆုံးဖြတ်ပြီးတော့မလုံးတော့တာဟုတ်ပြီနော်ထပ်တောက်လို့ပြောပြဟာမတောက်နဲ့တော့မတောက်နဲ့တော့မင်းများနေဒီလိုပေါ့ပျောက်ရှီယန်လက်โอเคအဲ့တော့မင်းလဲ slate ထပ်မတောက်နေတော့ 你也不要再吸烟了，你也不要再吸烟了，你也不要再吸烟了。啊，他为着呢，我想再买，买个为了呢，哎呦，再买是他为了不？OK，哎呦，对啊，advert 啊，别别别别需要的 to be 呢，哎呦，就那六七呢，四十那破表的十个楼下 auxiliary 分的 to be 了，哎呦，想再买，他为着呢，我想再买，啊，他为着呢，我想再买。 ငါတခုထောက်ဝဲခြင်းနဲ့ version size မှာ ego ego ဆိုတာတခုပေါ့နော် ego တခုအဲ့တော့ e ဆိုတာ tignan ဒါတင်ချာစကလုံးကမျိုးပြတင်ချာမျိုးပြပေါ့တခု ego အဲ့တော့ဒီ ego ဆိုတာကဝဲခြင်းခံရတဲ့အရာကိုကြီးညွှန်တာဒါကြောင့်မို့ကံပုတ်အနေနဲ့သူ့နောက်မှာတုံးထား my ego တခုဝဲမယ်အဲ့တော့ထောက်ဝဲမယ်ဆိုတော့ size မှာ ego အဲ့တော့ကျွန်တော်လုတ်ချင်တဲ့စိတ်ဆန္ဒပေါ်ပြတယ် auxiliary verb က size ရဲ့ရှာအထူးဆက်ပြီးရရှာ okay အဲ့တော့ငါတခုထောက်ဝဲခြင်းနဲ့ wash size မှာ ego wash size မှာ ego ငါနှစ်ခုထောက်ဝဲခြင်းနဲ့ washing side မှာ liang ge အဲ့တော့ ige ဆိုရင်တစ်ခု liang ge ဆိုရင်နှစ်ခုဒီနာနှစ်က er နဲ့မတူနော်ဒီလိုမျိုးပြဆက်လုံးနဲ့တွဲရင် liang လို့တော့ရအောင်နော်ဒီမှာ er ge လို့မတူ liang ge 38ကိုလေ့လာကြည့်ပါတစ်ခုဆိုတော့ ige 38ပြန်ကြည့်ပါနှစ်ခုဆိုရင် liang ge okay အဲ့တော့ငါနှစ်ခုထောက်ဝဲခြင်းနဲ့ washing side မှာ liang ge washing side မှာ liang ge washing side မှာ liang ge မေးပန်တစ်ခု ထောက်ဝဲခြင်းလဲနေရှင်ဆိုင်မိုင်ជីကជីဆိုတာဘလောက်လဲမေကွန်းနန်စာဖြစ်တယ်ဒီမေကွန်းနန်စာဘာတွေကိုမေးတာလဲတစ်နှစ်သုံးလေးတွေကိုမေးတာအဲ့တော့ဒီမေကွန်းနန်စာជីကတော့မျိုးပြစကလုံးရဲ့ရှေ့အထူပြရနော်ကော့အမျိုးပြជីကော့ဘယ်နှစ်ခုလဲအဖြေပြန်ဖြေမယ်ဒီနောက်မှာနှစ်ပြောင်းလိုက်လျံကော့ဆိုရင်နှစ်ခုလျံကော့ကနှစ်ခုဒီလျံတစ်နှစ်သုံးလေးကိုမေကွန်းမေးရင်ជីနဲ့ပြန်မေးជីကော့ဘယ်နှစ်ခုလဲโอเคအဲ့တော့မေးပန်တစ်ခုထောက်ဝဲခြင်းလဲနေရှင်ဆိုင်မိုင်ជីကော့ 你想再买几个？你想再买几个？没他妈会点么？你不应该再买，那咯再买是他会的喏，他姑那标的是个数的再买，OK，那咯应该是漏点了，但但头那钱比他妈多呢，不咯？Auxiliary web 去了，你再也需要是图的，应该再买，但看应该我们漏点么说，的 Auxiliary web 也是嘛，不，你 advanced 你呢不应该没漏点么不？ โอเคအဲ့တော့မင်းထပ်မဝယ်တင်မို့ညီပို့ရင်ကိုင်းဆိုင်မှာညီပို့ရင်ကိုင်းဆိုင်မှာညီပို့ရင်ကိုင်းဆိုင်မှာမင်းထပ်မဝယ်တင်တော့ဘူးညီပို့ရင်ကိုင်းဆိုင်မှာလဲ နေပွင့်ရင်ကစိုက်မိုင်လော့လော့ကဘာဖြစ်တာလဲအခြေအနေပြောင်းသွားတာကိုပေါ်ပြတာဒါကြောင့်မို့ဝကြရဲ့နောက်ဆုံးမှာသူကတုံးပေးထားတယ်ပေါ့ဥမာပွင့်ရင်မိုင်ဆိုမဝဲတင်မှုဒါအစကတည်းကမဝဲတင်တာပွင့်ရင်မိုင်လော့ဆိုရင်မဝဲတင်တော့ဘူးဆိုတာအခြေအနေပြောင်းသွားတာဝဲလို့ဆုံးဖြတ်ပြီးတော့မှအကြောင်းမျိုးမျိုးကြောင့်မဝဲတင်တော့တာဒါဆိုရင်လော့နော်စပိုလီထဲပြီးအခြေအနေပြောင်းတာနော်အဲ့တော့မင်းထပ်မဝဲတင်တော့ဘူးနေပွင့်ရင်ဆိုင်မိုင်လော့နေပွင့်ရင်ဆိုင်မိုင်လော့ မင်းထမဝယ်နဲ့ညီပိုရောက်ဆိုင်မှာအဲ့တော့ပိုရောက်စာမလုံးနဲ့ဒါတားတာပေါ့နော် advert တစ်ခုဖြစ်တယ်ခုနလိုပဲပေါ့ကျွန်တော်စိုက်ကတော့ verse ပါလေနဲ့ဆိုင်မိုင်းထဝယ်တယ်အဲ့ထဝယ်တဲ့လှုပ်ဆောင်ချက်ကိုမလုံးနဲ့ဆိုထဝယ်တာကိုရှေ့ကပိုရောက်နဲ့တားလိုက်တာဒါကြောင့်မို့ပိုရောက်ဆိုင်မိုင်းဒီလိုပြောတာမင်းထမဝယ်နဲ့နော်ညီပိုရောက်ဆိုင်မိုင်းညီပိုရောက်ဆိုင်မိုင်း ထပ်ပြောတယ်စိုက်ရှော်ရှော်ဆိုတာပြောတယ်နော်စကားပြောတာတွေပါရှော်လို့ပြောစိုက်ဆိုတာနောက်ထပ်အဲ့တော့ထပ်ပြောတယ်ဆိုရင်စိုက်ရှော်စိုက်ရှော်ထပ်ပြောတယ်စိုက်က advert နော်ဘယ် verb နဲ့ပဲတွေ့တွေ့ရှေ့ရပဲနေတယ်နော်စိုက်ရှော်ထပ်ပြောတယ်โอเคအဲ့တော့တစ်ခေါက်ထပ်ပြောပါစိုက်ရှော်ကြီးပြန့် တစ်ချိန်ပေါ့နော်။ ਈ ပြန်စာတစ်ချိန်တစ်ခေါက်အတူတူပါပဲနော်။ပြန်စာအချိန်အခေါက်တွေရောဗျာ။ ਈ စာတင်တင်ချာနဲ့မျိုးပြနဲ့တွဲထား။ဒါကတော့ frequency ပေါ့။ချိန်နှုန်းကိုပေါ်ပြလား။အဲ့တော့ ਈ ပြန်စာတစ်ချိန်။အဲ့တော့ချိန်နှုန်းကိုပေါ်ပြတဲ့စကားစုတွေဒီလေဖြစ်ဆက်ပုံအနေနဲ့ဖြစ်ဖြစ်နောက်မှာပဲသုံးရတယ်။ကျွန်တော်တို့က ਈ ပြန် show လို့မပြောနော်။ show ਈ ပြန်အဲတစ်ခေါက်ထပ်ပြောပေါ့။ show ਈ ပြန်။အဲ့တော့တစ်ခေါက်ထပ်ပြောပါ။စိုက် show ਈ ပြန်။စိုက် show ਈ ပြန်။စိုက် show ਈ ပြန်။တစ်ခေါက်ထပ်ပြောပါ။ 接受ပြုပြီးတစ်ခေါက်ထပ်ပြောပါချင်းဆိုင်ရှော့ဤပြန်ချင်းဆိုတာ接受ပြုရေဒါကတော့တစ်ဖက်သားဟောပေါ့နော်ရင်ကြီးကြီးတောင်းဆိုတာမှာတုံးတယ်နော်တောင်းဆိုတဲ့အခါမှာချင်းဝကြရဲ့အစာမှာထားတုံးတယ်ပေါ့နော်ချင်း接受ပြုရေလို့ဖာတာပြန်တယ်ပေါ့အဲ့တော့ချင်းဆိုင်ရှော့ဤပြန်ချင်းဆိုင်ရှော့ဤပြန်接受ပြုပြီးတစ်ခေါက်ထပ်ပြောပါချင်းဆိုင်ရှော့ဤပြန်ချင်းဆိုင်ရှော့ဤပြန် ကျေးဇူးပြုပြီးတစ်ခေါက်ထပ်ရေးပါချင်းဆိုင်ရှယ်ဤပြန့်ရှယ်ဆိုတာရေးတာနော်စာရီပါရေးတာအဲ့တော့ရှယ်ဤပြန့်ဆိုတစ်ခေါက်ရေးရှော့ဤပြန့်ဆိုရင်ခုန45နော်ရှော့ဤပြန့်ဆိုရင်တစ်ခေါက်ပြောအဲ့တော့ကျေးဇူးပြုပြီးတစ်ခေါက်ထပ်ရေးပါဆိုရင်နော်ချင်းဆိုင်ရှယ်ဤပြန့်ချင်းဆိုင်ရှယ်ဤပြန့်ချင်းဆိုင်ရှယ်ဤပြန့် ကျေးဇူးပြီတစ်ခေါက်ထပ်ဖတ်ပါချင်းဆိုင်တူဤပြတ်တူဆိုတာစာဖတ်တာเนาะအဲចောင်းသားလေးကိုစာဖတ်ခိုင်းလိုက်တာတစ်ခေါက်ထပ်ဖတ်ပြပါဦးချင်းဆိုင်တူဤပြတ်တူဆိုတာစာဖတ်တာเนาะချင်းဆိုင်တူဤပြတ်ချင်းဆိုင်တူဤပြတ် ဖုန်းထပ်ဆက်လိုက်ပေါ့စိုက်တာတင်းခွာပါတာတင်းခွာဆိုဖုန်းဆက်တာနော်တာတင်းခွာဖုန်းဆက်တယ်စိုက်စာနောက်ထပ်အဲ့တော့ဒီ advert ကတော့အမြဲတမ်း verb ဖြစ်ရှိရပဲအထူးပြုတယ်ဒါကြောင့်မို့စိုက်တာတင်းခွာပါဒါတိုက်တွန်းတဲ့အခါတော့ကနော်ဖုန်းထပ်ဆက်လိုက်ပေါ့စိုက်တာတင်းခွာပါစိုက်တာတင်းခွာပါစိုက်တာတင်းခွာပါ သူစီကိုဖုန်းထပ်ဆက်လိုက်ပေါ့။ဇိုက်ကေထာတာတင်းဟွာပါ။ဇိုက်ကေထာတာတင်းဟွာပါ။အဲ့တော့ဒီမှာကေဆိုတာဝီဘတ်ပေါ့နော်။ကေထာဆိုသူစီကိုကေထာသူစီကိုဘာလုပ်ခိုင်းလဲ။တာတင်းဟွာဖုန်းဆက်တာ။အဲ့တော့သူကကေထာဆိုဝီဘတ်စကစုပေါ့နော်။အဲ့တော့ကျွန်တော်တာတင်းဟွာကြတော့တယောက်ယောက်ကိုဖုန်းဆက်မယ်ဆိုဖုန်းဆက်ခံရတဲ့သူတို့ဝီဘတ် နဲ့ခံပြီးသုံးပြရနော်။ဥပမာငါ့ကိုဖုန်းဆက်ဆို K word data တောင်းခွာအဖြစ်စီဖုန်းဆက်ဆို K ပပ data တောင်းခွာဒီလိုမျိုး K ဆိုတော့ဝိဘက်ခံသုံးရတယ်။အဲ့တော့စိုက်နဲ့သုံးမယ်ဆိုရင်စိုက်ကဝိဘက်သုံးထားတဲ့ကြောင့်ဝိဘက်ရဲ့ရှေ့ရထားသုံးပြရတယ်။ဝိဘက်နဲ့ဝိဘက်စကစုနဲ့ vector မှာသုံးလို့မရအောင်ဆိုလိုတာ K ထားစိုက်တာတောင်းခွာဆိုရင်မှားတယ်နော်။အဲ့လိုမရအောင်နော်။ K ထားစိုက်တာတောင်းခွာမရအောင်စိုက်ကေထားတာတင်ခွာဝိဘက်စကစုကဗက်နဲ့ကပ်ပြီးတော့ဥစားပေးစိုက်က ဝိဘတ်ရဲ့ရှေ့ကိုရောက်သွားတယ်နော်။ Okay ။ဒါကြောင့်မို့သူစီကိုဖုန်းထဆက်လိုက်ပေါ့ဆိုရင်ဈိုက်ကေထာတာတင်ဟွားပါ။ဈိုက်ကေထာတာတင်ဟွားပါ။တပလင်းထက်လို့ပါအောင်စိုက်လိုက်ဤဖြင့်ဒါကတော့ကျွန်တော်တို့ဟိုစိုင်းနေပါလေအစားတောက်တွေမှာတဲ့အခါမှာတုံးတဲ့အခါပေါ့နော် ဒီလိုမျိုးပေါ့ဥပမာကျွန်တော် restaurant တွေပါတွေမှာပေါ့ဟိုဟာ bia တွေပါတွေကိုယ်တောက်လက်စားနဲ့ကုံသွားလို့เนาะ waiter တပလင်းလောက်ထပ်လုပ်ပါအောင်ဆိုလို့ရှိရင်စိုက်လိုက်ဤဖြင့်အဲ့တော့ဒီမှာ line ဆိုတဲ့စကားလုံးလေးပြောပြအောင်เนาะ line ကတော့ပုံမှန်အတိုင်းဆိုရင်လာတီပေါ့လာတယ်ဆိုတဲ့စကားလုံးเนาะသွားတယ်လာတယ်ပေါ့အဲ့လိုလာတယ်တလာရပြပြတယ် vat တစ်ခုဖြစ်တယ်ပေါ့เนาะဒါပေမဲ့သူကတော့လုတ်ဆော့ချက်တစ်ခုကိုအစားထိုးတဲ့ vat အနေနဲ့သုံးတယ်ကျွန်တော်တို့ဗျာမြန်မာမှာဆိုလုတ်တယ်ဆိုတာတော်တော်များများအစားထိုးတယ်ဥမာကိုကပစ္စည်းတည်နေရပေါ့เนาะတကယ်ကြီးကငါကူတယ်ပေးရမလားဆိုနေနေငါငါလုတ်မယ်အမှလုတ်တာတည်တာဟုတ်ပြောတာတော့ပေါ့တယ်เนาะအဲဥမာ तू ကပေါ့เนาะဟိုပါလို့မလဲဥမာဟို ရေသွားရေရေတောက်ချင်လို့ပေါ့နော်ရေတစ်ခွက်လောက်ခတ်ပေးပါဆိုနေနေနေငါငါလှုပ်လိုက်မယ်ငါငါခတ်တောက်လိုက်မယ်အဲ့လိုပေါ့များသောအားဖြင့်စားတောက်ဆိုင်ဒီမှာတောက်တယ်လေဟိုဘီယာလေးထပ်လှုပ်ပါအောင်ဒါဘီယာထပ်ပေးပါအောင်လို့ပြောတာဟိုတငယ်ချင်းကို ိုက်တွန်းလိုက်တယ်မိနက်နက်ထပ်လို့ပါအောင်ကွာတစ်ခွက်လောက်ထပ်လို့ပါအောင်ကွာဆိုထပ်တော့ပါအောင်ကွာလို့ပြောတာအဲအဲ့လိုပေါ့အဲ့တော့ line ဆိုတာကကျွန်တော်ကပါလေလုတ်တယ်လို့မြန်မာလိုဖားတာပြန်တယ်အခုတော့ကျွန်တော်ရှင်းပြတဲ့ပုံစံတွေမှာသုံးတယ်ပေါ့နော်ကျွန်တော် sign တွေမှာအများဆုံးသုံးလေးရှိတယ်စသောက် sign တွေမှာလေဟိုကစွန်ပလင်းလေးထပ်လို့ပါအောင်ဆလေးလေးတပွဲလောက်ထပ်လို့ပါအောင်လိုက်ပွဲလေးထပ်လို့ပါအောင်စသဖြင့်ပေါ့နော်အဲ့လိုလုတ်တယ်ဆိုတော့တရုတ်က line လိုပဲသုံးတယ် โอเคเนาะจ่อလို့မတော့ဘူးเนาะတခြားပြုတ်လောက်တယ်ဆိုจ่อလို့ဘာလို့လဲမှားမှာဆိုအဲ့နေရာမှာ line လို့ပဲသုံးတယ်ไซไลဆိုထပ်လောက်ပါအောင်ねไซไลဤဖြင်းဆိုဒပလင်းပေါ့เนาะဆိုလိုတာတော့ waiter ဒပလင်းထပ်ချပေးပါလို့မှားလိုက်တဲ့အချိန်မှာไซไลဤဖြင်းအဲ့လိုပြောတာเนาะโอเคအဲ့တော့ဒပလင်းထပ်လောက်ပါအောင်ไซไลဤဖြင်းဆိုင်လိုက်ဤဖြင့်အကယ်၍နှစ်ပလင်းထပ်လို့ပါအောင်ဆိုဆိုင်လိုက်လျံဖြင့်ဒီလိုပြောတာပေါ့နော်အကယ်၍တစ်ခွက်ထပ်လို့ပါအောင်ဆိုဆိုင်လိုက်ဤပေးဒီလိုသုံးတယ်ပေါ့ โอเคเนาะအဲ့တော့နည်းနည်းထပ်လောက်ပါအောင်ဆိုရင်စိုက်လာဣတ္တောစိုက်လာဣတ္တောဣတ္တောဆိုနည်းနည်းပေါ့အနည်းငယ်ပေါ့เนาะနည်းနည်းထပ်လောက်ပါအောင်ဥမာတငယ်ချင်းကိုကွာမင်းနည်းနည်းလောက်ထပ်ချပါအောင်ကွာမင်းနည်းနည်းထပ်တော့ပါအောင်မင်းနည်းနည်းထပ်စားပါအောင်ဒီလိုပြောစိုက်လာဣတ္တောနည်းနည်းထပ်လောက်ကွာဒီလိုပြောတာစိုက်လာဣတ္တောစိုက်လာဣတ္တောအားလုံးကိုကျေးဇူးတင်ပါတယ်